စမယ်။ခါတိလာတဲ့ရှုံနေမှုတွေနဲ့ရင်ဆိုင်နေရခြင်း။တက်ထောက်ကန်သူတွေရဲ့ညီတန်တွေဝေဖန်တန်တွေစိုးရင်ကြောင်ကြမှုတွေမြင့်မားနေခြင်းမှာ။တန်မဏိလိုခိုင်မာတဲ့မျက်နှာထားနဲ့တက်ချုပ်ကြီးဟာတနိုင်ငံလုံးကစစ်တိုင်းမှုတွေကိုခေါ်ယူပြီးအရေးပေါ်စီဝေးတစ်ခုကျင်းပလိုက်ပါတယ်။နေရတိုင်တိုင်းနားရမရှိအစီဝေးဆိုတဲ့ခေါင်းစဉ်အောက်မှာစုဝေးလာကြတဲ့စစ်တိုင်းမှုတွေရဲ့မျက်ဝန်းတွေမှာတော့စိုးရင်ပူပန်မှုတွေနဲ့မေကွန်ပေါင်းများစွာနေရယူထားတာ။ ဘသူမှတော့စပြီးစကားမပြောရဲအစီဝေခံမာတဲ့တိတ်ဆိတ်မှုလေးလံမှုတွေကစိုးမိုးလိုနေတယ်ထို့စဉ်တက်ချုပ်ကြီးရဲ့ဩဇာကမကြီးမားလာတဲ့အဆန်ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာငါတို့ရှုံးခဲ့တယ်ဒီရှုံးနေမှုဟာငါတို့ရဲ့နောက်ဆုံးအချိန်မဟုတ်ဘူးဒီအစီဝေဟာအကြောင်းပြချက်ရှာဖို့မဟုတ်သလိုနောက်ကျောင်းပြန်ပြီးနောင်တရနေဖို့လည်းမဟုတ်ဘူးငါတို့ဘာတွေမှားခဲ့တယ်လဲဘာတွေပြင်ဆင်ရမလဲ ဘယ်လိုအစ်စ်တွေနဲ့ပြန်လဲထိုးပေါက်ကြမလဲဆိုတာကိုအဖြေရှာဖို့ပဲ။ဒါနဲ့ဒါနဲ့တက်ချုပ်ကြီးကင်းပီနဲ့ဘက်မှာစကန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရတာကရောဘလို့စကားပင်မဆုံးလိုက်။တက်ချုပ်ကြီးမှလက်ကပြကဒီမဲ့မျိုးတစ်မျိုးစကန်းတစ်ခုပြန်ဆုပ်ပေးလိုက်ရတယ်ဆိုတာတချို့လူတွေကြတော့ဟာငါတို့တော့ရှုံသွားပြီလို့ပြောကြမှာပဲ။တကယ်တော့ပိုကောင်းတဲ့နေရာမှာပြန်ပြီးအင်အားစုလိုက်တာကွာ။ဒါကြောင့် စခန်းတစ်ခုဆုပ်လိုက်ရတိုင်းငါတို့ရဲ့နောက်စခန်းတွေမှာအင်အားပိုတောက်လာတာမင်းမမြင်ဘူးလား။အော်။တကယ်တော့တက်ချုပ်ကြီးဟာစစ်ပညာကိုတကယ်တက်ကျွမ်းတဲ့ပုဂ္ဂိုလ်ထူးကြီးပဲဗျာ။သူ့ရဲ့လှုပ်ဆောင်ချက်တိုင်းမှာအဓိပ္ပာယ်တွေအများကြီးပါနေတာကိုအခုမှကျွန်တော်မြင်တွေ့လိုက်ရတယ်။ကျွန်တော်တို့လိုတာမန်လူတွေကတော့အပေါ်ယံကိုပဲမြင်ကြမှာပေါ့။တကယ်တမ်းတော့တက်ချုပ်ကြီးကအနာကက်ကိုကြုံမြင်ပြီးသားဗျာ။ နောက်ပြီးတက်ချုပ်ကြီးကအစည်းအဝေးပြီးကနီးတက်ထောက်ခံသူတွေအားလုံးမြင်ချင်းကြားချင်းကြတဲ့စကားတခုကိုပြောသွားတယ်။မကြခင်မှာငါတို့အားလုံးအေးအေးချမ်းချမ်းနဲ့နေနိုင်ဖို့အတွက်ငါဒီတခါတကယ်ချမ်းတော့မယ်တဲ့။မကြခင်ဆိုတာဘယ်တော့လဲတော့တေးသေးချာချာမသိသေးပြီမင်းစိတ်တော့အရန်လုံခြုံသလိုခံစားတော့ရတာတော့အမှန်ပဲ။ဒါကြောင့်ကျွန်တော်တို့တက်ထောက်ခံသူတွေအနေနဲ့တက်ချုပ်ကြီးကိုအပြည့်အဝယုံကြည်အားကိုးရပါမယ်။ သူလှုပ်သမျှအရာရာတိုင်းဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်အကောင်းဆုံးတွေပဲဖြစ်မှာပါ။စောင့်ကြည့်နေကြပါဗတ္တုမကြခင်မှာအဘတကယ်ချမ်းမိဆိုတာဘယ်လိုမျိုးလဲလို့ကဘာတိအောင်ပြသတော်မှာတေချာနေပါပြီ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘောစီစတာ